မင်္ဂလာပါခင်ဗျာရှင်ကုန်ခစ်တက်ကနေဒီနေ့လည်းကင်းတဲ့နေ့ကိုတင်ဆက်ပေးပါမယ်အချက်ဖတ်စစ်ကောင်စီကလက်ရှိမှာသူတို့စစ်တပ်ဘက်ကအရေးပေါ်အခြေအနေကြီးညာထားတဲ့အတွက်စစ်မှုထမ်းတပ်သားတွေအနေနဲ့နှစ်နှစ်ထပ်ပို့ပြီးတာဝန်ထမ်းရမယ်လို့စစ်တပ်အတွက်အတိပေးတာတွေလုပ်လာပြီးယာရုတိုးပေးမယ်ဆိုတဲ့ပုံစံတွေနဲ့ပါမလုံးပေးလာပြန်နေဆိုပါလေ ။ AR တိုင်းကလေးမျက်နှာမြို့နယ်ဒက်ကိုအရခတတော် AA နဲ့ PDF ပူးပေါင်းတပ်တွေဝင်ရောက်နေပြီဖြစ်တဲ့အတွက်လေးမျက်နှာမြို့နယ်အတွင်းကစစ်ကောင်စီလက်အောက်ခံခြေရွာအုပ်ချုပ်ရင်းမှုတွေဟာထွက်ပြေးတင်းရှောင်းတာတွေစစ်တပ်စခန်းတွေမှာပွားရောက်ခိုးလုံတာတွေလုပ်နေကြတယ်ဆိုတဲ့သတင်းပါဝင်။ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချင်းဖက်စစ်ကောင်စီက လက်ရှိမှာသူတို့စစ်တပ်ဘက်ကအရေးပေါ်အခြေအနေကြီးညာထားတဲ့အတွက်စစ်မှုထမ်းတပ်သားတစ်တွေအနေနဲ့နှစ်နှစ်ထပ်ပို့ပြီးတာဝန်ထမ်းရမယ်လို့စစ်တပ်အတွင်းအသိပေးတာတွေလှုပ်လာပြီး ရာထူးတိုးပေးမယ်ဆိုတဲ့ပုံစံတွင်နဲ့ပါမလုံးပေးလာပြန်တယ်လို့စစ်မှုထမ်းတပ်သားအတိုင်းဝိုင်းကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့လက်ရှိရမီနန်တောင်ပိုင်းပင်လောင်းမြို့မှာတာဝန်ချခံရတဲ့စစ်မှုထမ်းတပ်သားတချို့ကိုစစ်ကောင်စီတပ်ရဲ့တရင်မှုတွေကအတိပေးပြောဆိုလာတာဖြစ်ပြီးအဓိကစစ်မှုထမ်းတပ်သားတွေအနေနဲ့နှစ်နှစ်ထပ်ပို့ပြီးတာဝန်ထမ်းရမယ်ဆိုပြီးတော့ကိုအတိပေးလာတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီအတွက်စစ်မှုထမ်းတပ်သားတွေကိုနှစ်နှစ်ပြီးတာနဲ့ဘွဲ့ရဒါမှမဟုတ်စေတန်းအောင်တဲ့သူဆိုရင်ဘူတင်နဲ့တခွင့်ပေးမယ်ဆိုတာမျိုးတွေပြောတယ်လို့ ဆယ်တန်းမအောင်တဲ့သူတွေဆိုရင်အကျက်ရာတုပေးမယ်ဆိုတာမျိုးတွေနဲ့မလုံးပေးနေပြန်တဲ့အတွက်ဒီပုံစံနဲ့ဆိုသူတို့ပြောထားတဲ့စစ်မှုထမ်းနှစ်နှစ်ပြည့်ပြီးလဲထွက်လို့ရမယ်ပုံမရှိဘူးလို့ဟိုပုံမျိုးစစ်မှုထမ်းအပတ်စဉ်ခုနှစ်တနန်းစင်တသားတစ်တူကရန်ကုန်ခေတ်တစ်ကိုပြောထားပါလိမ့်ခင်ဗျတဖက်မှာတော့ AR တိုင်းကလေးမျက်နှာမြို့နယ်တဲ့ကိုအရကတော်တော် AA နဲ့ PDF ပူပေါင်းတက်တွေဝင်ရောက်နေပြီဖြစ်တဲ့အတွက် လေးမျက်နှာမြို့နယ်အတွင်းကစစ်ကောင်စီလက်အောက်ခံကျေးရွာအုပ်ချုပ်ရေးမှုတွေဟာထွက်ပြေးတိမ်းရှောင်ဓာတ်တွေစစ်တပ်စခန်းတွေမှာပွားရောက်ခိုးလုံဓာတ်တွေလုံနေကြတယ်လို့ဒေသခံပြည်သူတွေကရငုံခစ်တဲ့ကိုပြောပါတယ်။လက်ရှိမှာတော့ ARB တိုင်းကလေးမျက်နှာမြို့နယ်တဲကိုအရခတတော် AA နဲ့ PDF ပူးပေါင်းတပ်တွေဝင်ရောက်နေပြီဖြစ်ပြီးပန်ဒေါ်ဂျီဝါတော်နဲ့တောင်ကျေးရွာဘက်တွေမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပြီဆိုပါတယ်။အဲ့ဒီအတွက်အကြံပေးစကောင်စီလောက်ခံတောင်ကျေးရွာကအုတ်ချုပ်ရည်မှုဇောဇောမင်းနဲ့ယာအိမ်မှုဆေးအိမ်မှုတွေအပါဝင်ပန်တော်ကြီးနဲ့ဝါတော်ကျေးရွာတွေကအုတ်ချုပ်ရည်မှုတွေပါ ရွာထဲမှာမနေရတော့ပဲဟင်္ဒရာမြို့ပေါ်ကိုထွက်ပြေးတင်းရှောင်နေကြသလိုတခြားခြေရွာတွေကအုတ်ချုပ်ရေးမှုတွေဆိုလဲထွက်ပြေးဖို့လုံနေကြပြီမယ်စစ်ကောင်စီတပ်ကသူတို့ရွာတွေမှာအထိုင်ချတဆွဲထားပြီးသူတို့ကိုထွက်မပြေးဖို့တားဆီးထားတဲ့အတွက်အဲ့ဒီအုတ်ကြီးတွေဟာစစ်တပ်အထိုင်စခန်းတွေမှာပဲတွားရောက်ခိုးလုံနေရတဲ့အခြေအနေတွေလဲဖြစ်နေတယ်လို့ဒေတာကန်ပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ ဖက်မှာတော့စကိုင်းတိုင်းမုံရွာမြို့ကအချက်ဖက်စကောင်းစီတပ်ရဲ့စက်တွင်းအထိုင်စခန်းကနေအပြင်ထွက်လာတဲ့စစ်တပ်ဗိုလ်ကြီးနဲ့တပ်သားဖြစ်သူတို့နှစ်ဦးကိုတော်လန်ရေးတပ်တွေကပြစ်ခတ်တိုက်ခိုက်ရမှာနှစ်ဦးစလုံးပွဲကြီးပြီးတွေကိုတိတ်ကုန်ကြပြီသူတို့စီကနေတနက်တလက်ကိုပါတိမ့်စီရရှိခဲ့တယ်လို့ပြည်သူလူမ LPDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရှင်ကုန်ခစ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့ဧပြီလ22ရက်နေ့ကပဲမုံရွာမြို့ကအချက်ဖက်စကောင်းစီတပ်ရဲ့စက်တွင်းအထိုင်စခန်းကနေစစ်တပ်ဗိုလ်ကြီးနဲ့တပ်သားဖြစ်သူတို့နှစ်ဦးဟာ တက်အပြင်ကိုခတ်တီတီနဲ့ထွက်လာကြတယ်ဆိုပါတယ်အဲ့ဒီချိန်ဒေါ်လန်ကြီးရေပေါ်တွေကလမ်းမိုက်တနည်းအားမှာအသင်ဆောင်ပြီးအဲ့ဒီစစ်တပ်ဗိုလ်ကြီးနဲ့တပ်သားနှစ်ဦးကိုတခါတည်းပြစ်ခတ်ရှင်းလိုက်ရမှာတော့နှစ်ဦးစလုံးပွဲချင်းမိတွေကိုတိတ်ကုန်ကြပြီးသူတို့စီကနေ MA 11တနက်တလက်ကိုပါဒေါ်လန်ကြီးတပ်တွေကတင်းစီရရှိခဲ့တယ်လို့ပြည်သူလူမ LPD ရဲ့တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ တစ်ဖက်မှာတော့မွန်ပြည်နယ်ရင်းမြစ်နယ်ကအချက်ဖက်စကောင်စီရဲ့မော့ကနေအခြေစိုက်ခလာရ106တက်ရင်ကနေစစ်မှန်တပ်သားတဲ့နှစ်ဦးဟာမရမကထွက်ပြေးလာပြီးတော်လိုင်းရင်တပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့ရင်းမြစ်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဧပြီလ22ရက်နေ့ကပဲရင်းမြစ်နယ်မော့ကနေအခြေစိုက်အချက်ဖက်စကောင်စီရဲ့ခလာရ106တက်ရင်မှာအပုတ်ခံရတဲ့စစ်မှန်တပ်သားတဲ့ရဲနိုင်ကြော်နဲ့ဝေရဲပြုတ်ဆိုသူတို့နှစ်ဦးဟာ ပြည်သူရင်ခွင်ကနေတဆင်အလင်းဝင်ရောက်ဖို့ဆက်သွယ်လာပြီးတဲ့နောက်ဒေါ်လန်ရေးတက်တွေစီကိုမရမကထွက်ပြေးလာကြတယ်ဆိုပါတယ်အဲ့ဒီနောက်ဒေါ်လန်ရေးတက်တွေကလည်းအဲ့ဒီစစ်မှုထမ်းတပ်သားတင်နှစ်ဦးကိုတွားရောက်ကဲထုတ်ပေးခဲ့ပြီးအဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတင်နှစ်ဦးဟာဘကိုးတိုင်းနဲ့ AR တိုင်းကဖြစ်တယ်လို့လက်ရှိမှာတော့ဒေါ်လန်ရေးတက်တွေကကောင်းကောင်းမွန်မွန်ဆောင်းရှောက်ပေးထားပါတယ်လို့လည်းရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ အကျန်းဖတ်စက်ကောင်စီကနိုင်ငံတကာကိုလူကြောက်ကောက်အောင်သူတို့စစ်တပ်ဘက်ကဧပြီလ30ရက်နေ့အထိနောက်ထပ်9ရက်အပြည့်ရပ်ထားပါတယ်ပြောပြီးတစ်ဖက်မှာတော့လေကြောင်းတိုက်ခိုက်မှုတွေကိုအဆက်မပြတ်လှုပ်ဆောင်နေရမှာရေစကြိုနဲ့ကလေးဝမြို့နယ်တွေကိုလေနဲ့လာပြီးဘုံကျဲသွားမှုကြောင့်အရသာပြည်သူ9ဦးသေဆုံးခဲ့ရပြန်တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကရန်ကုန်ခေတ္တကိုပြောပါတယ်မကွေးတိုင်းကရေစကြိုမြို့နယ်မှာဆိုရင်ဧပြီလ23ရက်နေ့ကပဲစင်မင်းရဲ့ခြေရွာကိုအချက်ဖက်စစ်ကောင်စီတပ်ကလေနဲ့ဘုံကျဲသွားမှုကြောင့် ရတပြည်သူဒေါ်စမ်းမြင့်ကြီးနဲ့ကိုညိုလက်အောင်ဆိုသူတို့နှစ်ဦးတေဆုံးခဲ့ရတယ်လို့ရေဂျိုတောင်းရှိ info committee ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်အလားတူတစ်ဖက်ကစကိုင်းတိုင်းကလေးဝမြို့နယ်မှာလဲဧပြီလ24ရက်နေ့ဖြစ်တဲ့မနေ့ကပဲမစိန်ဂျေးရွာနဲ့ကမ်းပြေဂျေးရွာတွေကိုအချမ်းဖက်စကောင်စီတပ်ကလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်မှုကြောင့်အရသာပြည်သူ၃ဦးတိတ်ဆုံးခဲ့ရတယ်လို့ကလေးဝမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါသေးတယ်ခင်ဗျာ။ ओके ताकरो यंग कितने का नहीं दिन लेकिन पी नांगे बा